အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းဒီ channel ရနေပရိသတ်များကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာ ရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ရေအပင်းဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတိတိတင်တိုင်းသိရှိနိုင်မှု notification bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီမိုးကတဲကြီးမဲကြီးရွာနေရမှုရွာလေရကင်းတဲပေါ်မှာကာလာသားတို့စကားစမြည်ပြောဆိုနေကြတယ် စင်ကြီးမင်းအောင်လန်းတို့အထက်လန်းတို့ရှိရဲဆိုတာယုံလားငါတော့မကြုံဘူးလို့တိတ်မယုံကျင်ဒါပေမဲ့ငါမရတော့မျက်စိမိတ်ပြီးယုံတာနော်ငါလည်းမင်းလိုပဲဒါရီယာတစ်ဖက်သားကိုကြောက်လန့်အောင် လုပ်နေရလို့ပဲမြင်တယ်မင်းတို့ကောင်နေအရင်မရအဖက်မရရှောက်ပြောမတင်ကြနဲ့လောကမှာငါတို့အတိနဲ့တိုင်းတာလို့မရတဲ့အရာတွေအများကြီးကပုပ်ပားရက်မှာအပါဘူးမီးကောင်ကစီမရှိရဲ့မော်တော်ကားကိုမောင်းပြတာရောမင်းကြားဘူးလားမင်းဟာဟုတ်ပါမလား စီမရှိပဲကားကဘလို့သွားမလဲ။ငါအခုပြောနေတာတကယ်ဖြစ်ခဲ့တာနော်။မင်းတို့မယုံရင်ပုတ်ပါရောက်တဲ့အခါမေးကြည့်။မင်းကွာဒီလောက်တိုးတက်နေရဲ့ခစ်ကြီးမဒီလိုအရာတွေကိုလက်ခံတာအံ့ဩတယ်။ကြော့ဖေမင်းမယုံနိုင်မရှိဘူးမပြောရဘူးကွာ။ပြောတော့ဘာဖြစ်လဲကွာ။တကယ်လုံးနိုင်နေဆိုရင်ငါ့ကိုလုံးလို့ပြောလိုက်။ငါကဘသူ့ကိုပြောရမှာလဲ။မင်းပြောတဲ့ပုံကငါပဲအောင်လန်းပညာတက်တယ်လို့လို့နဲ့။ငါအဖြစ်ကိုပြောပြတာတငယ်ချင်း တော့ကမှဖျားတရားတန်ကားလွယ်ပြီးဘာမှမယုံကြော်ဖေးစကားကြောင့်ကင်းတဲတောင်မှာထိုင်နေတဲ့အဖိုးကြီးတယောက်ကကျိုးနေတဲ့သွားလေးပေါ်အောင်ရီးပြီးမိုးရေတဲကိုဆင်းသွားခဲ့တယ်။ဒီဖိုးကြီးမိုးတီလောက်ကြီးနေတာဖယ်သွားမလို့လည်းမသိပါဘူး။မင်းအဲ့ဒီလူကိုတိလို့လား။အရင်ကရွာမှာမမြင်ဘူးပါအောင်။ငါလည်းမနေရမှသိရ။ဒီလူကစိတ်မနှံ့လို့ရှောက်သွားနေရများလား။သူ့ပုံစံကြည့်ရတာအေးဆေးပါပဲ။ခြေတလုံးအိမ်တိုင်းတမားလည်းဖြစ်ချင်းဖြစ်မှာပေါ့။ သူများကိစ္စစိတ်ဝင်စားမနေနဲ့ခဏနေမူးတိတ်တာနဲ့လေတန်းဆေးမှုပြေအောင်ကြော်ဖေးစကားကြောင့်မောင်ထုံးဘာမှဆက်မပြောတော့ပဲဝါခမောက်ကိုဆောင်ကမူးတိတ်ကိုစောင့်နေခဲ့လိုက်တယ်ကျွဲကူးရွာတူရွာလုံးကလင်ရလုပ်ငန်းနဲ့အတက်မွေးကြတယ်လို့ရွာရှိလူတွေကလည်းကိုပိုင်လေရီကိုပိုင်ဆိုင်ကြလို့အတန်အသင့်ကျွဲဝါချမ်းသာတဲ့ရွာတူရွာလို့ဆိုရင်လည်းမှတ်မှားပါဘူးအခုလေသူ့လေကိုလေအပြိုင်ထွန်းရနေကြရင် အချင်းချင်းစားနောက်လိုက်တချင်းအော့ဆူလိုက်လုံနေတဲ့အချင်း ောင်တွန်းတို့တောင်းဆိုင်တို့လာကြအောင်ဒီမှာကြော်ဖေးဘာဖြစ်လဲမသိဘူးဦးကြီးများရဲ့တန်ကြောင်လဲထုံနေကြတဲ့မောင်တွန်းတို့ကြော်ဖေးလုံးနေရဲ့လဲတဲ့ကိုပြေးစင်းသွားခဲ့တယ်ဟိုရောက်တော့လဲကွင်းထဲမှာလူလိမ့်နေရဲ့ကြော်ဖေးကိုအမြင်လိုက်ရတယ်ကြော်ဖေးဘာဖြစ်လို့လဲဦးကြီးငါလည်းမသိဘူးလဲထုံနေရေးဘိုင်းအောက်တယ်ဆိုပြီးအခုလိုလူလိမ့်နေရပဲဦးအတက်ပေါက်တာများလားဒါဆိုအချိန်ဆွဲနေလို့မဖြစ်ဘူးမြန်မြန်ဆေးရုံခေါ်သွားမှရမယ်မောင်တွန်းတို့လည်း လယ်ဘေးမှာအသင်းရှိနေတဲ့နွားလဲပေါ်ကိုကောက်တင်ပြီးတိုက်နယ်စီယုံရှိရဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။လမ်းတလျှောက်မှာတော့ကြော်ဘီယာဘိုက်ကိုလမ်းထဲနှိပ်ရင်လူလိုက်ကလိုက်ပါလာခဲ့တယ်။ဆေးရုံရှိတဲ့ရောက်တော့ကြော်ဘီယာလူကောင်းတိုင်းပြန်ဖြစ်သွားတာကြောင့်အကုန်အံ့အားသင့်ကုန်ကြတယ်။မောင်ထုံးတို့လည်းအခမ်းမတင်လို့ဖြစ်တာဆိုပြီးဆေးရုံထဲမဝင်တော့ပဲပြန်ထွက်လာခဲ့ရ။ကွင်းဆက်ကိုရောက်တော့ဘိုက်ကမခံမရမ်းနိုင်အောင်ပြန်အောက်လာခဲ့တယ်။ပါလာတဲ့သူတွေကလည်းချင်းမကန်ပြီးလက်မကန်ပြီးနဲ့ပြန်ပြတယ်လေဖြစ်နေတဲ့အချိန် လူနာကဘာဖြစ်တာလဲဗျဆိုရဲတန်ထွက်လာလို့လှည့်ကြည့်လိုက်ရာပြင်ကျန်းအင်ကြီးဝတ်ထားတဲ့လူသုံးယောက်ကိုမြင်လာရတယ်ကျွန်တော်တငယ်ချင်းဖိုင်းအောင်နေလို့ပါဗျလူနာကပညာပြတာခံရတာပဲဗျာဘလို့ပညာပြခံရတာလဲစကားထက်အလုံးနဲ့တက်တည်ပြပါမယ်လူနာကိုအေးရတဲ့နေရာကိုခေါ်သွားပေးပါမောင်တုံးတို့လည်းကြော်ဖေးကိုပွေ့ချပြီးအေးရတဲ့တစ်ပင်အောင်မှာပေးမိထားလိုက်ကြကျွန်တော်တငယ်ချင်းဘာဖြစ်တာလဲဆိုတာပြောပြပေးပါအောင်မလောပါနဲ့ ခဏနေတက်တာသွားမှာပါတခါမှမမြင်ဘူးတဲ့လူသုံးယောက်ကကျော်ဖီကိုဖိုကနောက်ဆိုင်ဝိုင်းလိုက်ပြီးဦးကောင်းမော်ကိုလက်တင်ပြီးတကူလုံးကိုတက်ချလိုက်ရာအာကျွန်တော်ပိုက်ထဲမှာတခုခုပြေးနေတယ်ကျော်ဖီကကြောင်းလန့်တကြပြောရင်အင်ဂျီကိုဆွဲချုပ်လိုက်ရာဝမ်းမိုက်မှာကွန်တီလောက်ခန့်ရှိရဲ့အလုံးတလုံးရွေရှားနေရမြင်လိုက်ရတယ်ဟမ်ပိုက်ထဲမှာဘာအလုံးရောက်နေရလဲထူးဆန်းလိုက်တာပါလာတဲ့သူတွေပါဇက်အဟောင်းသားနဲ့ပြောနေတဲ့ချိန်လူသုံးယောက်ရဲ့လက်တွေက ရွေရှားနေရဲ့အလုံးပေါ်တင်လိုက်ပြီးအပေါ်ကိုစက်ကနေဆွဲတင်လိုက်ရာကြော်ဖေးပါဇက်ထက်ရနေအခွန်ချွတ်ထားတဲ့ကုန်းဒီတလုံးအန်ထွက်လာခဲ့တယ်။ကြော်ဖေးမင်းကုန်းဒီတလုံးလုံးမျိုးချထားတာလားမဟုတ်ပါဘူးငါကဘာလို့မျိုးရမှာလဲဒါဆိုဒီကုန်းဒီကဘလို့ကြောင့်မင်းပိုက်ထဲကိုရောက်နေရလဲငါလည်းမသိဘူးမောင်ထုံးကကုန်းဒီလုံးထွက်လာတော့ကြော်ဖေးရဲ့ဘိုင်းအဝေဒနာလဲချက်ချင်းတက်တာသွားခဲ့တယ်အခုတက်တာသွားပြီလားတက်တာပါပြီစရာ ဟုတ်လေကွန်ဒီကဘလို့ဖြစ်လို့ကျွန်တော်ပိုက်ထဲရောက်နေရလဲတယောက်ယောက်ကပညာနဲ့ထဲ့သွားတာပဲသေစေနိုင်တော့တဲ့အထီမဟုတ်ပေမဲ့မှတ်လောက်သားလောက်အောင်ဆုံးမသွားတဲ့သဘောပါဆရာပြောပြတာကျေးဇူးတင်ပါတယ်ဒီကောင်ကအဲ့လိုမျိုးတွေအယုံကြည်မရှိဘူးဆိုပြီးလေးကျဲနေတာခုလိုထီရာကျင့်တတ်တယ်မောင်ထွန်းစကားကြောင့်ကျော်ဖေးရမျက်နှာငယ်လေးနဲ့ကြည့်ပြီးတော့ကျွန်တော်ကဖေးရတရားနဲ့လှုပ်ပါတယ်ညာတိုင်းလဲဖေးရရှိခိုးပတိစိတ်တယ်ဒါဘလို့ဖြစ်လို့ခံရတာလဲဆိုတာသိကျင်တယ် ရတနာသုံးပါးအောင်ယုံကြည်ကိုးကွယ်တာအကောင်းဆုံးလှုပ်ဆောင်ခြင်းဆိုတာမှန်ပါတယ်။ဒါပေမဲ့တာမန်ပုထုဇဉ်နေနေနဲ့အမြဲတမ်းဖျားတရားတန်ကောက်စိတ်ထဲမထားနိုင်ဘူးလေ။လောဘမောဟဒေါသဆိုတဲ့အရာတွေဝင်နေချိန်ရှိမှာပဲ။အခုလိုပညာရတရားလူတွေစိတ်အားငယ်နေတဲ့ချိန်ကြောက်လန့်နေချိန်စိတ်ပြန့်လွင့်နေချိန်မှာသုံးကြတာများတယ်။တွေးရမဟုတ်လားကြော့ဖီ။အောင်လန်းပညာမရှိဘူး။မယုံရင်ငှားလာစမ်းဆိုပြီးပြောတယ်မဟုတ်လား။မောင်တွန်းငါ့ကိုဘယ်သူလုပ်တယ်ဆိုတာသိပြီ။ နင့်ကိုဘသူလောက်တာလဲပြောပါအောင်မနေ့ကဈေးရပေါ်ကဆင်းသွားတဲ့အဖိုးကြီးလောက်တာငါတို့ပြောနေတဲ့ချိန်သူပဲအနားမှာရှိရလေမင်းပါဇက်ကအဲ့လိုအားချောက်လို့သူများလောက်တာခံရတာအဲ့လိုရမင်းသားအောင်အောင်ထိလို့လားမင်းကသူ့ကျွေးရစားလို့လားမောင်ထွန်းနဲ့ကြော်ဖီတို့ရဲ့စကားကြောင့်အနားမှာထိုင်နေတဲ့လူသုံးယောက်ကရောင်တုံးထုံထားတဲ့လူဟာသဘောကျစွာရှိပြီးတော့အပင်းဆိုတာအမျိုးမျိုးရှိရဲ့တချို့ပညာတွေကအံကျိတ်ပြီးရောဖြစ်စေခြေထောက်ဆောက်ပြီးရောဖြစ်စေအပင်းသွင်းနိုင်တယ် မင်းယုံမီမဟုတ်လားနောက်ဆိုစကားပြောတာတတိထားမောင်ထွန်းကကြော်ဖီကိုလှမ်းပြောပြီးရနဲ့ရောင်တစောင်းထုံထားတဲ့လူဘက်ကိုလှည့်ပြီးတော့ဆရာတို့ကဘယ်ဟုသွားကြမှာလဲကျွဲကူးရွာကိုသွားမလို့ပါပြီးမှတခြားကိုခီးဆက်ဖို့စဉ်းစားထားပါတယ်ကျွဲကူးရွာဆိုတာကျွန်တော်တို့ရွာပဲလေအစင်သိလိုက်တာဟုတ်လားတိုက်တိုက်ဆိုင်ဆိုင်လာဆုပ်ရတယ်လို့ဗျဆရာတို့ရွာရောက်ရင်ကျုပ်အိမ်မှာပဲနေကျုပ်မှာကျုပ်တယောက်တည်းရှိရာတခြားမိသားစုဝင်တွေမနေကြဘူးလား မိမတွေကဆုံးသွားပြီဗျ။မောင်နှမတွေကတော့သူ့အိမ်နောင်နဲ့သူဆိုတော့ခွဲနေကြရလေ။ကျုပ်တို့ကြောင့်အလုပ်ပေါ်မှာဆိုလို့မေးရပါ။မပူပါဘူးဗျ။ဆရာတို့ရောက်တော့အဖို့ရတာပေါ့။မောင်တွန်းတို့လည်းခဏတွင်ချင်းရင်းနှီးသွားပြီးတော့အချင်းချင်းမိတ်ဆက်ကရွာကိုပြန်လာခဲ့ကြတယ်။ရွာပြန်ရောက်တော့မောင်ထွန်းကရွာနီးချုပ်ဆက်တီကိုလိုက်ပြမယ်ဆိုလို့အောင်မြတ်တာတို့ဆရာတပည့်တွေလိုက်ခဲ့ရပြန်တယ်။အောင်မြတ်တာတို့လည်းမောင်ထွန်းလိုက်ပြရတဲ့နေရာတွေကိုလှည့်ပတ်ကြည့်ရှုနေတဲ့ခြုံနယ်ပိတ်ပေါင်းနဲ့အထက်ထက်ရစ်ပတ်နေပြီး အနီရောင်ပိတ်ဆတွေပတ်ထားတဲ့ခြံတချံရှိကိုရောက်လာခဲ့တယ်။ဒီနေရာကဘာလို့ကျိုးနေရပတ်ထားတာလဲ။မနေရဲကြတာစီကဒီနေရာကျင်းစာတင့်နေရလေ။ဘလို့ကျင်းစာတင့်တာလဲပြောပြပါအောင်။အဲ့ဒီတောင်ပြောရင်နည်းနည်းတော့ရှိမယ်။ကျွန်တော်တို့လမ်းလျှောက်ရင်ပြောကြတာပေါ့။မောင်ထွန်းကရှေ့ကိုခက်ပြေးပြေးသွားနေရင်လည်းအဲ့ဒီနေရာကလဲပါရှင်တတိကြီးဥဖိုးများနေခဲ့တဲ့အိမ်ပေါ့။သူ့မှာတားနေရောက်ရှိရဲ့။သူ့သားကြီးကမဲသုံးဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြရာနေဇလန်းဆတော့တာပဲဘလို့ဇလန်းဆရလဲပြောပါအောင်မဲတုံးဆိုတာကျွဲကူးရွာရဲ့တရွာကျော်မှနေရသူ့နေရတီနယ်သားတော့မဟုတ်ဘူးချင်းပြည်နယ်ဘက်ကနေပြောင်းလာကြတာလို့ပြောတယ်မဲတုံးရဲ့ဖွာချင်းပြည်နယ်ဘက်မှာအရန်ကိုအစွမ်းထက်တဲ့ပညာသေးဆုံးမကြီးဖြစ်လူသိများတယ်မဲတုံးဘေးကဒီနယ်သားနဲ့အိမ်အောင်ကြပြီးတော့မဲတုံးမွေးတာမဲတုံးရွယ်ရောက်တော့ဥပိုးမြသားကြီးနဲ့အကြောင်းပါခဲ့တယ် ဦးဖိုးများတို့ကသူ့သားကိုမဲသုံးတဲ့သဘောမတူပေမဲ့လုပ်ငန်းကိုဦးစီးနေရဖြစ်လို့ဘာမှတိတ်မပြောခဲ့ဘူး။ဒီနေ့မှတော့မဲသုံးရဲ့အဖွားချောင်းကိုတိသွားပြီးစုံမျိုးကိုအိမ်ပေါ်ခေါ်မတင်နိုင်ဘူးဘာညာနဲ့တားဖာခြင်းစကားများခဲ့တယ်။ဒီတိသူ့သားကမဲသုံးဘက်မှာရှိနေလို့နောက်တမျိုးအကောက်ကြံကြတယ်။အတော်ကိုရုံးလာတဲ့သူတွေပဲ။ဟုတ်တယ်ဗျ။သူ့သားပြန်လာမယ့်ချိန်မဲသုံးအိမ်ထဲကိုယောက်ျားတယောက်ပုံခိုင်းပြီးအထင်လွဲအောင်လုပ်တာ။အဲဒီတော့သူ့သားကတကယ်ယုံခဲ့တာပဲလား။ အစားအသွေးထိုးထားတော့ခုလိုလဲဖြစ်ရော ဟုတ်လားမဟုတ်လားမစင်းစားနိုင်မယ်မဲတော်ပြပြခါခါပြောပြီးမောင်းထုတ်လိုက်ကြရလေတချို့ပြောတာကတော့မဲတော်ကအဲ့ဒီစိတ်နဲ့သေးပြီးမကြွ့မလို့ပဲရှိနေရတဲ့သူသေးတော့သူ့အဖွာဥဖိုးများတို့တချံလုံးအသေးစိုးနဲ့တေးအောင်ပြူစားခဲ့တာသူ့အဖွာဆိုတာစောနာကပြောတဲ့ပညာတယ်လားဟုတ်တယ်ဟုတ်တယ်အခုရောမဲတော်ဆိုတဲ့မိကလေးကမကြွ့သေးဘူးလားကျွန်တော်ဖိုးပြောတာကတော့မဲတော်ကသူ့အဖွာ ဆရာတယောက်ကြောင့်အကျူတရားရသွားကြတယ်တဲ့မောင်ထွန်းစကားကြောင့်မောင်ကောင်းတဲ့ခွန်လာတို့စိတ်ဝင်စားတဲ့မျက်လုံးနဲ့ကြည့်ပြီးတော်သေးတာပေါ့အမြင်မှန်ရသွားခဲ့လို့မကောင်းတာလုပ်တဲ့ကောင်းနဲ့ဒုက္ခရောက်တာတော့ကျေနပ်လိုက်တာမဲတော့ကတေပြီးရဲ့ချိန်မှာတော့အတော်တောင်းချမ်းခဲ့သေးတာဟွန်းဘလို့တောင်းချမ်းခဲ့တာလဲသူကယောက်ျားမေကိုမုန်းနေစိတ်နဲ့တေးတာဆိုတော့သူသေးရဲ့နေရာကိုလာတဲ့ယောက်ျားနေမှန်သမျှအောင်ယူသွပြီးတေးအောင်ပြုစားတာအဖိုးမောင်ပြုစို့ကိုရိတ်ကြုံရအောင် ဆရာတို့တီးကျင်သူ့စီခေါ်သွားပြီမယ်တီးကျင်ပြီမယ်အခုကမှောက်နေတော့နောက်မှပဲသွားတော့မယ်လေဟုတ်ကဲ့ဗျဒါဖြင့်အိမ်ကိုပဲပြန်ကြတာပေါ့မောင်ကောင်းတဲ့ခွန်လာတို့ကတော့ရှင်းရနေထွက်သွားတော့အောင်မြတ်တာကအနီရောက်ပိစရိချီထားတဲ့မြင်းနေရောင်နောက်ပြန်လှည့်ပြီးတော့မဲတုံဆိုတာစက္ကားဒေဝီရဲ့အမိအရင်းကိုအဲ့လိုရင်ယူရင်းနဲ့မောင်ထုံးတို့နောက်ကိုလိုက်လာခဲ့လိုက်တယ်။နောက်တနေ့မနက်အောင်မြတ်တာတရားထိုင်ပြီးရဲ့ချင်းမောင်ကောင်းတဲ့ခွန်လာအောင်မတွေ့ရကြောင့် ိမ်အောက်ကိုဆင်းလာခဲ့ရာခြံတကားဝမှာငုတ်တုတ်ထိုင်နေတဲ့အသက်80အရွယ်အဖိုးကိုတရားကိုမြင်လာရတယ်။အဖိုးကအောင်မျက်တောင်မြင်တော့အကြည့်ကိုအောက်ချပြီးငါတူလေဒီဝါအောင်ဘာလာလောက်ကြလဲကွ။ပါရလေးတော့မဟုတ်ပါဘူးလမ်းကြုံလိုဝင်လာခဲ့တာပါဒါဆိုဒီရွာကနေမြ мян ပြန်ထွက်သွားလို့ပြောကျင်တယ်ဘာဖြစ်လို့ကျွန်တော်တို့ကိုမောက်ထုတ်နေရလဲအဖိုးဒီရွာမှာအနေရအငွေသက်တွေရှိနေပြီမကြခင်တရွာလုံးဒုက္ခရောက်ကြတော့မယ့် ငါတို့တို့ကဒီကိစ္စနဲ့မဆိုင်တာမို့အဖိုးလားတတိပေးရပါအဖိုးကပညာတဲ့ပဲငါတို့ကအဖိုးပါလဲဆိုတာသိနေရပေါ့အဖိုးလည်းငါတို့ပါလဲဆိုတာသိရမနေ့ကကြော်ဖေဆိုတဲ့ကောင်လေးကိုကွန်ဒီအပင်ထည့်လိုက်တာအဖိုးမို့လားငါတို့ကတိတ်ကိုအကဲခတ်တော်တာပဲဒီကောင်လေးကပါဇက်စီးမရှိလို့နည်းနည်းပါးပါးဆုံးမလိုက်ရုံပါလာမယ့်လားခွင်နေကြရင်တော့ပူကျန်းတဲ့ပြည့်ရက်တွေဖြစ်လာနိုင်မယ်အဲ့ဒီချိန်ကြမှာရှောင်းမယ်ဆိုရင်နောက်ကျသွားနိုင်မယ်နော် တတိပေးရအတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကလည်းဒီရွာနေသွားဖို့အမိတ်မကြသေးလို့အဖိုးဖန်တီးမဲ့ဖြစ်ရတဲ့ရင်ဆိုင်ရတော့မှာပေါ့ဒါဆိုအဖိုးတတိပေးပြီးပြီမို့သွားလိုက်အောင်မယ်တတိထားနေကြနော်အဖိုးကမတီးတလို့ပြောမိရွာပြင်ဘက်ကိုပြန်ထွက်သွားခဲ့တယ်ထူးဆန်းတာကအဖိုးအိုလမ်းလျှောက်သွားလို့ကြံခဲ့တဲ့ခြေရာတွေကနေအခိုးငွေတွေတထောင်ထောင်ထားနေတယ်မောင်ကမင်းတို့ဘယ်ရီသွားနေကြလဲအဖိုးပြူအိမ်မက်ရောက်သွားတာပါစီယာဘာခိုင်းမှုရှိလို့လဲ ခိုင်းစရာတော့မရှိပါဘူးပြောစရာပဲရှိရမောင်ထုံးမှာတီနာလာတိုင်းမကြခင်ဒီရွာမှာထူးဆန်းတဲ့ပြည့်ရက်တွေပေါ်ပေါက်လာလိမ့်မယ်မင်းတို့နေရာရောမောင်ထုံးရောအခုရက်ပါအနေထိုင်တည်ထားကြပါဘလို့ထူးဆန်းတဲ့ပြည့်ရက်လဲစရာငါလဲသေချာမသိဘူးမနေ့ကအဖိုးတယောက်ခြံဝါရောက်လာပြီးငါ့ကိုစိန်ခေါ်သွားတယ်လောက်ွက်နေကြရင်ဒီရွာမှာထူးခြားတဲ့ပြည့်ရက်တွေပေါ်လာမယ်လို့လည်းပြောသွားသေးရဲ့ဆရာကိုအယူအဖိုးကြီးလာနောက်သွားပြီထင်တယ်အယူအဖိုးကြီးဟုတ်လား ဟုတ်တယ်လေဆရာကလာပြောတဲ့လူကတကောင်းလုံးဖြူဖွေးနေတဲ့အဖိုးကြီးမို့လားอืมဟုတ်တယ်သူ့ကိုတိနေရလားတိရပါဗျအဲ့ဒီဖိုးကြီးကရွာကိုစားရောက်တဲ့ဟာသူတောင်းတာမပေးအခုလိုပဲပြောနေကြဒါအောင်ဆရာကတကယ်ထင်မိနေရမို့လားမောင်ထွန်းအဖိုးကမင်းတို့ထင်တယ်လို့ယူနေရမဟုတ်ဘူးကျော်ဖေကိုပညာပြသွားလဲအဲ့ဒီအဖိုးကြီးပဲကျော်ဖေကိုပညာပြသွားတဲ့သူကတိရအခုဆရာတွေ့တာတိရပါသူပြောတဲ့စကားတွေကိုတော့မှတ်မိနေသေးတယ်ဗါတဲ့ လာခွေနေရောင်းနင်တို့တရွာလုံးဒုက္ခရောက်တော့မယ်ဟုတ်တယ်မလားစီအားမောင်ထွန်းစကားကြောင့်အောင်မြတ်တာဘာမှထက်မပြောတော့ပဲအိမ်မော်ပြန်တက်လာခဲ့လိုက်တယ်အပေါ်ရောက်တော့မောင်ကောင်းနဲ့ခွန်းနာတို့ကိုခေါ်ပြီးတော့မင်းတို့ငါပြောတာကိုတေချာနားထားခွန်းနာငါစီလာတဲ့အဖိုးကဒီဘာကိုပြက်စီးအောင်လုပ်လိုက်မယ်တရွာလုံးသူ့ကိုတန်တရားမှုရအစရေကကျူတင်ကြံစီထားတာကျွန်တော်တို့ဘာလုပ်ရမလဲဆရာပြောတဲ့အတိုင်းလုပ်မှာပါဒီဖိုးကြီးကအပင်ထည့်ရဲ့နေရာမှာဆရာတဆူပဲ လူတယောက်ကိုမျက်စောင်းတစ်ချက်ထိုးယုံနဲ့အပင်းထဲနိုင်တဲ့အစွမ်းရှိရဲ့ခုငါတို့လှုပ်ထားမှာကိုကိုကိုကာကွယ်ထားဖို့ပဲဒါကြောင့်ဖះရှိခိုးပြီးရနဲ့ကိုလုံအင်းနေတောက်ထားကြဟုတ်ကဲ့ဆရာကျွန်တော်တို့လှုပ်ထားပါမယ်ဒါနဲ့မောင်ထွန်းကိုဘယ်လိုလှုပ်ရမလဲသူ့ကိုပြောလဲယုံမှာမဟုတ်လို့တောင်းရဲ့ဦးရဲ့ဦးသားအင်းပြန်ထည့်ထားလိုက်လာခွင့်နေညာဖြစ်တဲ့အတွက်အောင်မြတ်တာတို့ဆရာတပည့်တွေအရှင်းဝရန်တာမှာထိုင်ပြီးပုံဝင်ခြင်းကိုအကဲခံနေကြတယ်ညတကောင်ချင်းရောက်တဲ့အထိ ဘာမှထူးခြားတာမပြတဲ့အတွက်ဆရာတပည့်တွေဝရန်တာအနေထားပြီးအိမ်ထဲပြန်ဝင်လာတဲ့ချိန်ခေါင်းရည်နဲ့အိမ်ကျော်ကနေတဝေါ်ဝေါ်နဲ့ထိုးအပ်နေတဲ့အတန်တွေထွက်လာခဲ့တယ်။မောင်ကောင်းတဲ့ခွန်လာတို့ကအန်နဲ့အတန်ကြားရနဲ့လှေကားနေစင်းပြီးစင်းကြည့်ဖို့အလုပ်အောင်မြတ်တာကိုကိုဆွဲထားပြီးမင်းတို့ဘာသွားလုံးမလို့လဲဟိုမှာအန်နေရလေးစီယာဒါကြောင့်သွားကြည့်မလို့ငါကောင်နေရစိတ်အယံလောတာပဲအခုအန်နာကကိုဝင်ဆောင်မိမအန်နဲ့အတန်မှာဆရာကဘလို့လုပ်ပြီးသိနေရလဲ ညနေရခြံထဲမှာလမ်းလျှောက်နေတဲ့အချိန်ခေါင်းရင်းနဲ့အိမ်မှာကိုဝင်တဲ့အမျိုးသမီးကိုမြင်လိုက်ရတယ်လေနောက်တစ်ချက်ကအပင်ထည့်ခံရတဲ့သူကဘယ်တော့မှမအံ့ဘူးဆရာရီအမိန်နဲ့မှအံ့နေဆိုတာမေ့နေပြီလားကျွန်တော်တို့ကရုတ်တရက်ဆိုတော့အတွေးလွန်သွားတာငါ့ကိုစိန်ခေါ်သွားတဲ့သူကဒီလို အသေးအဖွဲမျိုးတော့လုံမှာမဟုတ်ဘူးသူတခုခုတော့ကြံ့နေမှတေးကြတယ်သူ့ကိုခေါ်ပြီးစစ်လို့မရဘူးလားသူပြူစားထားတာမတွေ့ပဲခေါ်လို့မရဘူးလေဒါကြောင့်သူဘလို့လုံမလဲဆိုတာပဲစောင့်ကြည့်ရတော့မယ် အမြတ်တာတို့နဲ့စကားတပြောပြောနဲ့စောင့်နေကြရာအာယုတ်တက်ခန့်ဒီအချိန်လေးရောက်ရောတရွာလုံးမှာရှိတဲ့အိမ်ကြီးကနေအော်ဟင်ကြီးညူတန်းတွေထွက်ပေါ်လာခဲ့တယ်။ဆရာအော်တန်ကြီးကအိမ်တိုင်းလူလူထွက်နေပါလား။ဒီဖိုးကြီးတရွာလုံးဒုက္ခပေးထားတာပဲ။ခေါနမောင်ထွန်းကိုသွားကြည့်စမ်း။နလည်းအခန်းထဲမှာအိမ်ကြီးရဲ့မောင်ထွန်းကိုဝင်ကြည့်လိုက်ရာမင်းကြီးကြီးအရေးတွေထိုးအပ်နေရမြင်လိုက်ရတယ်။မောင်ထွန်းမင်းတက်တာရဲ့လား။အိမ်နေရင်အန်ကျင်တယ်လို့ဖြစ်လာလို့ထိုးအပ်နေရာ။ ကျွန်တော်ဘာဖြစ်သွားရလဲမင်းတယောက်တည်းဖြစ်တာမဟုတ်ဘူးတရွာလုံးအပင်းမိနေအားအခုငါပြောတာယုံမိမို့လားကျွန်တော်သူများချွေးရလဲမစားပဲဘလို့ကြောင့်အပင်းမိရလဲတရွာလုံးအပင်းမိရယ်ဆိုရဲရအပင်းထည့်ထားတဲ့အရာကိုတရွာလုံးတုံးနေကြလို့ပေါ့တရွာလုံးတုံးတဲ့ရာတောက်ရည်တွင်ပဲရှိရဟိုလူကတောက်ရည်တွင်ကိုအတုံးချခဲ့တာပေါ့မင်းတော့ငါတို့ကြောင့်တက်တာသွားတယ်မတ်မောက်ကတောက်ရည်ဦးကိုကြည့်လိုက်ဘာတွေဖြစ်နေလဲဆိုတာသိရနိုင်မယ်အောင်မြတ်တာစကားကြောင့် မောက်ကောင်းတဲ့တောင်ရီအိုကိုဖွင့်ကြည့်လိုက်ရအနယ်ဆိုးွားတဲ့မိလာရီတွေဖြစ်နေတာမြင်လိုက်ရတယ်။ဆရာတို့ရောဘာမှမဖြစ်ဘူးလား။မဖြစ်ဆိုငါတို့ကမင်းတို့ရွာရောက်တဲ့အခါဘာတခုမှစားတော့တာမရှိဘူးလေ။ဒါကြောင့်ကျွန်တော်ဘာကြွေးကြွေးမစားတာအိုး။ဟုတ်လေဒီနေ့အတွင်းဘာမှမစားပဲဘလို့နေကြရလဲ။ငါတို့ကမင်းထင်တယ်လို့မစားမတော့တာမဟုတ်ပါဘူး။လွယ်အိတ်ထဲမှာလိုအပ်တဲ့ပစ္စည်းအကုန်ပါတယ်။ဒီမှာကြည့်။မောက်ကောင်းကလွယ်အိတ်ထဲကနေတထွားတော့တာရှိရဲ့ ဘူးသီးเจ้าရေဘူးနဲ့ငပြောသီးနှလုံးကိုထုတ်ပြလိုက်တယ်။ဟုတ်ပါပြီ။ခမောင်ငပြောသီးနဲ့ရေဘူးကိုပြန်ထည့်ထားစမ်းပါ။ကုလလောဆယ်ရွာလူတွေကိုဘယ်လိုလုပ်ကြမလဲ။ဘယ်လိုလုပ်ရမလဲဆိုတော့ငါတို့နဲ့အတူမင်းမလိုက်ကူပါမယ်။မဟုတ်တာဗျ။ကျွန်တော်ကမကူတတ်ဘူးလေ။ငါတို့ပြောသလိုလိုက်ပြောလို့တော့တတ်တယ်မို့လား။ရှေ့ရပြောရင်နောက်ကနေလိုက်ပြောတတ်ပါတယ်။ဒါဆိုမင်းကိုယ်ထဲမှာအပင်းနဲ့ကြံသီးနာစစ်ကြည့်မယ်။အောင်မြတ်တာကမောင်ထုံးကိုဖျားเจ้าဆောင်ရှင်မှာထိုင်စီပြီးတော့ ခန္ဓာကိုယ်အနှံ့ဆင်းလာရာ အပင်အကျွင်းကြံတချို့အန်ထွက်လာခဲ့တယ်။ဒီလောက်ဆိုမင်းကိုယ်ရဲရှင်းသွားလာပြီးခု၅ပါးတီလာခံပြီးတော့စနေသားမောင်ထွန်းအားကျွန်ုပ်ဤပညာတချို့ကိုလဝါရိုက်ပြီးလွှဲပြောင်းပေးထားတာကြောင့်မောင်ထွန်းဤအမိန့်အာဏာသည်ကျွန်ုပ်ဤအမိန့်အာဏာနှင့်ထပ်တူကြပါစေသား။အဲဒီလိုရင်ရွတ်ကပညာအပ်နေခဲ့တယ်။မောင်ထွန်းဒီရွာမှာရှင်ရဘာပြဿနာကြီးကြီးမားမားဖြစ်ခဲ့ဘူးလဲကျွန်တော်တီးတဲ့လောက်တော့ဘာမှမဖြစ်ပါဘူး မင်းကိုမင်းလည်းတိမှာမဟုတ်ငါတို့အဖိုးဖြူအိမ်လိုက်ပြပြီအိမ်ရောက်တော့အထက်ကနေစုပ်တသက်သက်နဲ့ညင်းညူနေတဲ့အတန်ကြောင့်အပေါ်တက်ကြည့်လိုက်ရဘိုက်ကိုလက်နဲ့ဖိပြီးလူလိမ့်နေရဲ့အဖိုးဖြူကိုမြင်လိုက်ရတယ်မောက်ကအဖိုးဖြူကိုထူလိုက်အဖိုးဖြူနေရတာတက်တာရဲ့လားအရင်အထက်တော့တက်တာပါတယ်အိမ်ထဲမှာလည်းအဖိုးသမီးကြံနေသေးရဲ့သူ့ကိုလည်းကြည့်ပေးပါဦးအဖိုးဖြူစကားကြောင့်အောင်မြတ်တာတို့လည်းအိမ်ထဲဝင်ကြည့်လိုက်ရချွေးစည်းရေပြန်ပြီးရှုံ့မဲ့နေရဲ့ မျက်နှာထားနဲ့လဲကြနေရဲ့အသက်60အရွယ်မိန်းမတယောက်ကိုမြင်လိုက်ရတယ်။တော်လီတက်တာရဲ့လား။ဘိုက်ထဲမှာအကောင်နေလှုပ်ရှားနေတယ်လို့ခန့်စားရတယ်။အဖိုးဖြူကသူ့သမီးကိုပါအရှိခေါ်လာလိုက်။ဖះเจ้าဆောင်ရှိရောက်တော့အဖိုးဖြူနဲ့သမီးဖြစ်သူတို့ရဲ့အသက်ကိုချုပ်ပြီးဖြူစားထားသူကိုဆင့်ခေါ်လိုက်တယ်။ဒါမဲ့ဘလူးခေါ်ခေါ်ဆွေရင်းကဝင်းမလာတဲ့အတွက်မျက်စိမိတ်ပြီးအာယုံခံကြည့်လိုက်ရအသက်30ရွယ်ယောက်ျားတယောက်ရဲ့ပုံရိပ်ပေါ်လာတယ်။ သူကဘလို့ပေါ်လာလဲတရွာလုံးအပင်းထည့်ထားတဲ့အဖိုးကြီးကဘာလို့ပေါ်မလာရတာလဲအတွေးစားတွေကအောင်မြတ်တာခေါင်းထဲမှာရှုပ်ထွေးသွားခဲ့တယ်။အဲ့ဒီချိန်အဖိုးဖြူရဲ့တမီးဖြစ်သူပါဇက်ကနေဝါဖြောဖြောအရေးတွေဝေါကနေအန်ထွက်လာတာမြင်လိုက်ရတယ်။အဖေတမီးကြောင့်တရွာလုံးဒုက္ခရောက်ကြပြီထင်တယ်။တမီးကြောင့်မဟုတ်ပါဘူး။ဧည့်သည်ရင်ရှင်မှာဘာလို့ပေါက်ကြရပြောနေရလဲ။အဖိုးဖြူကျွန်တော်အမှန်တိုင်းပြောပါ။ခုနကဒေါ်လေးပြောတာဘာအတိတ်ပဲလေ။ ဘာမှမဟုတ်ပါဘူးဆရာလေးရဲ့။ तू ကပါဇက်တဲ့ထွက်ရလျှောက်ပြောနေတာ။အဖိုးဖြူလိန်နေရွာမှာရှိရတဲ့သူတွေအပြင်ဒေါ်လေးပါတေးလိုက်မယ်။အမှန်တိုင်းပြောပါမယ်။အဖေမပြောလဲဒေါ်လေးပြောပါမယ်။တမီတကယ်တော့တရွာလုံးကိုခုလိုဖြစ်အောင်လုပ်တာဒေါ်လေးရဲ့အမျိုးသားပါ။ဒေါ်လေးကမြို့ပေါ်မှာကျောင်းနေရင်သူနဲ့ဖူးစာဆုံးခဲ့တယ်။သူဟာဒေါ်လေးထက်၁၀နှစ်ကြီးရဲ့ပြင်တနေ့တနေ့အင်းအားအစီရင်နေနဲ့ပဲအချိန်ကုန်နေတော့အိမ်တော်ကြီးကဘလို့မှအဆင်မပြေခဲ့ဘူး။ အဖေကတော့ဒေါ်လေးအိမ်အောင်ကြတာအောင်မသိပဲကြောင်းတက်နေရလို့ပဲထင်နေခဲ့တာအစကတော့အချစ်တခုလေးနဲ့ဘဝကပြည့်စုံမယ်ထင်ပြီးရွေးခဲ့ပေမဲ့ပြည့်စုံမှုမရှိရင်အချစ်ဆိုတဲ့ရာခဏတာပဲဆိုတာသိလာရတယ်တရသူနဲ့စကားများပြီးရွာပြန်လာခဲ့တော့သူကရွာထိလိုက်လာခဲ့တယ်အဲဒီချိန်ဒေါ်လေးကသူ့ကိုစိတ်ဆိုးနေရမှုပြန်မလိုက်ဘူးလို့ညင်းခဲ့တယ်သူကလည်းအတင်းခေါ်ရကနေအဖေနဲ့ထိုးကြိတ်တဲ့အထိဖြစ်သွားတယ် ရွာလူတွေကလည်းအဖေတီရောသူ့ကိုဝိုင်းရိုက်ခဲ့ကြတယ်လေ။သူကဒါကိုတေးထားပြီးတော့တော်လေးကိုရောသူ့ကိုရိုက်တဲ့သူတွေကတက်ပြစ်မယ်ဆိုပြီးကြိတ်ရွာခဲ့တာ။ဒီလိုနဲ့နှစ်ပေါင်း40လောက်ကြာတဲ့အထိသူနဲ့အဆက်အသွယ်မရခဲ့ဘူး။လွန်ခဲ့တဲ့တစ်လလောက်မှာတော့သူကအိရှိကိုပြန်ရောက်လာခဲ့တယ်။သူ့ရုပ်ကအတော်ပြောင်းလဲသွားလို့အတော်လုံးဝမမှတ်မိဘူး။သူကတော်လေးကိုမြင်တော့နာကြီးရဲ့မျက်လုံးနဲ့ကြည့်ပြီးအဖေရောတော်လေးရောရွာမှာရှိတဲ့သူတွေရောတပြေးပြေးချင်းဝေဒနာခံစားရအောင်လုပ်ပြမယ်လို့ပြောခဲ့တယ်။ သူပြန်ထွက်သွားတဲ့ညမှာပဲတော်လေးခုလိုစဖြစ်ခဲ့တာအညိုတေအတော်ကြီးရဲ့သူပဲခုလိုမျိုးရေရီအန်နီယာတလားလောက်ရှိပြီပေါ့ဟုတ်တယ်လူလေးတော်လေးနဲ့အဖေ့ဦးတော်မပြောပဲကြိတ်ခံနေခဲ့တာအခုတရွာလုံးဖြစ်နေရဆိုပြီးတီးလို့သူပြောခဲ့တာတွေအမှန်ပါလားလို့တွေးမိလာတယ်ဒါကြောင့်အဖြစ်မှန်ကိုပြောပြဖို့ဆုံးဖြတ်လိုက်တာပဲအခုလိုတီးရတော့ဘာလုံးရမယ်ဆိုတာစဉ်းစားလို့ရသွားတာပေါ့လက်ဆက်သက်တော့ပညာအရင်းခံဟာတော်လေးစီမှာရောက်နေတာဦး ။မောင်ကောင်းမင်းရဲ့ခုံးလာရဲ့မောင်တွန်းရဲ့ရရွာရဲရလူနာတွေကိုလိုက်ကူပြီးတော့ငါးဒီမှာနေခဲ့နိုင်မယ်။ထွက်သွားပြီးတော့တမီးဖြစ်သူကိုစေးစေးကြီးကဒေါ်လီရဘာနဲ့တမီးလဲ။တောက်ကြတမီးပါလူလေ။တောက်ကြတမီးကိုဥတီ၍ပြူစားထားတဲ့သူအားဖယားငါးစုတို့ဤအမိတ်အထက်စီအာကြီးများဤအမိတ်ငါဤအမိတ်နဲ့ဆင့်ခေါ်လိုက်သည်။ပုံးခွဲခြင်းလှည့်ပြားခြင်းမရှိစေရချက်ချင်းရောက်စေ။အဲဒီလိုအမိတ်ပေးလိုက်ရ။ တော်လေးရဲ့ခန္ဓာကိုယ်ကတဆတ်ဆတ်တုန်လာပြီးမျက်နှာနဲ့အတန်လည်းယောက်ျားပုံစံအဖြစ်ပြောင်းလာခဲ့တယ်။အခုရောက်လာတာဘာတူလဲ။ငါမင်းမေးအဖြစ်ရမှာလား။ဟမ်။ငါဘာကောင်းလဲဆိုတာရောသိလား။ခမရဘာကောင်းပဲဖြစ်ဖြစ်ကြုံမသိကြဘူး။အခုတောက်ကြသမီးအပါဝင်ကျွဲကူးရွာလူတွေကိုခမရပြူစားထားရလား။တရွာလုံးကိုတက်ဖို့နှစ်ပေါင်း40တိတိစူးစမ်းလာခဲ့လား။အခုငါအချိန်ရောက်ပြီ။ခမရကဘာလဲ။စုံလားကွေလား။ နေရယောဂီအဝိတဲသူမဟုတ်လားငါလဲနေလို့ပဲယောဂီအဝိတဲအောင်းနှန်းဝိစာဒီလိုစင်းရအောင်ကြိုးစားခဲ့ပြီးမှလူတန်အောင်မလို့လားနေငါ့ကိုတရားလာမချနဲ့အောင်းမြက်တာတရားကျုံးနေမယ်ဟူတော့သိနေရအောင်နေကိုနေအကြမ်းမြင်ရတယ်ဆိုပြီးသွေးနဲ့ထင်ရမနေနဲ့ငါလဲအကြမ်းမြင်ရပြီသားခင်ဗျာနောက်ပွင့်နဲ့ဖရာအောင်မတဖြူမြောင်ချင်ဘူးလားခုချိန်နောက်ဆုံးရင်အချိန်မီသေးတယ်ဝင်ပူးနေရသူကတတွေးနဲ့တွေးလိုက်တဲ့ချိန်အောင်မြက်တာလက်နဲ့ကာလိုက်ရာ ဝုံးစုအနောက်ကိုလန်းကျသွားခဲ့တယ်။ဝင်ပူးနေတဲ့သူကမျက်စိတစ်ဖက်ကိုလက်နဲ့ပိတ်ပြီးကုံရုပ်ပြန်ထလာတယ်။ပညာတဝက်ပြတ်သွားသလိုမျက်စိတစ်ဖက်လည်းကန်းသွားပြီမို့လား။တာတော်မန်မလျှော့နိုင်သေးဘူးလား။မလျှော့ဘူးဟဲ့။ဘယ်တော့မှမလျှော့ဘူး။အောင်မြတ်သာလည်းဝင်ပူးနေတဲ့သူကိုအတန်ကြာတဲ့အထိတရားချနေခဲ့ပြီးမဲ့ဘလို့မှမရပဲပညာနဲ့ပြန်တိုက်နေခဲ့တာကြောင့်ပညာသိစမတရွက်ကိုထုတ်ပြီးအရှိမချပေးလိုက်တယ်။ဝင်ပူးနေတဲ့သူကပညာသိစမကို နည်းနည်းပုတ်ထုတ်လိုက်တဲ့အချိန်လျှက်စစ်တွန်းကန်အားနဲ့ထိတယ်လို့အနောက်ကိုနှစ်ပတ်လောက်လှိမ့်သွားပြီးလောဝပြန်မထနိုင်တော့ပဲဆရာသူပါဖြစ်သွားရလဲပညာမစွန့်မဲ့အသေးခံသွားတာအတော့ကိုခေါင်းမာတဲ့ပညာတွေပဲအပင်းနဲ့အာလုံးကုန်စင်အောင်ထုတ်ပြီးရဲ့ချိန်မှာတော့ဖိုးဖြူကအဖိုးဘွားမှဒီလိုမျိုးဒုတိယချိန်ကြုံမှုတာပဲပထမချိန်ကြုံခဲ့သေးရလားအဖိုးဟုတ်တယ်လူလေးအဖိုးတို့ကလေးရွယ်တုန်းကမဲသုံးရက်အဖွားလက်ချက်နဲ့ ဥဆက်များတို့မိသားစုတွေတည်ခဲ့တာမြင်မှုတယ်။သူတို့လည်းကြတော့အခုလိုကဲမဲသူပေါ်မလာအောင်။နောက်တော့မဲသုံးရဲ့ဘွားကဘဲရောက်သွားလဲ။မဲသုံးဘွားဆန္ဒကျိုးကဝီမာကြီးတယ်။သူ့တက်ကယာနဲ့ချီပြီးဆွဲဆန့်လို့ရတယ်လို့ရသေးလေးပြောတာကြားဘူးတယ်။ရသေးလေးဆိုတာဘသူများလဲ။ရသေးလေးဆိုတာမဲသုံးရဲ့မာရာကြောင့်လူထွက်လူဆဲဆဲဖြစ်သွားပြီးမှအမြင်မှန်ရသွားတဲ့သူလေ။အဲ့ဒီချိန်အဖိုးတို့ကငယ်သေးပေမဲ့ရသေးလေးကိုတော့မှတ်မိနေသေးတယ်။ ှစ်ကာလတွေကအချိန်ကြာခဲ့ပြီပဲအဲဒီချိန်ဆရာဆရာမောင်ကောင်းတို့ပါလားမင်းတို့ကုတာပြီးပြီလားမပြီးသေးဘူးဆရာမပြီးသေးပဲဘာလို့ထွက်လာလဲဆရာအောင်ပြစရာရှိလို့ပါ အောင်မြတ်သားလဲမောင်ကောင်းတို့ခေါ်တဲ့နောက်လိုက်သွားခဲ့ရရွာလင်ရကင်းတဲပေါ်မှာတင်မလေးခွေထိုင်ပြီးကုသနေရဲ့မောင်ထွန်းပြင်တခြားလူဆယ်ယောက်ခန့်ကိုမြင်လာရတယ်သူတွေကဘသူတွေရောရွာသားတွေလေးစီယား မောင်တုံးစီကလဝါရပြီးစေးကုခိုင်းတာမြင်တော့ကျွန်တော်တို့လည်းယောဂပြောက်သွားတဲ့သူတွေကိုလဝါချင်းရပြီးကုခိုင်းတာငောင်းတပဲ့တွေထဲမှာမင်းတို့တော့လူလေကြတာမတွေ့သေးဘူးအောင်မြတ်တာတို့ကျွဲကူးရွာလူနာတွေကိုကုသပေးပြီးရဲ့နောက်မှာတော့မောင်ကောင်းတဲ့ခွန်လာတို့အပြင်လောကမှာထားပြီးမဟာမြိုင်တော်တဲ့ကိုပြောင်းဝင်သွားခဲ့တော့တယ်ဟုတ်ကဲ့ပါရှင်စာရေးသူဇီရနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ရေအပင်းဆိုတဲ့ဇလံကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီ။ ဇနန်လေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။